အားလုံးပဲမင်္ဂလာပါ။တမီတို့ကတော့ TTF First မှာပညာသင်ယူနေတဲ့ Grade 12မှ Group 2ပဲဖြစ်ပါတယ်။ဒီကနေ့တမီတို့အဖွဲ့တင်ဆက်ပြသသောအကြောင်းအရာလေးကတော့ Medicinal Plants and Animals စေဖတ်ဝင်အပင်တွေနဲ့တွိတ်ဆန်လေးတွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။တမီတို့အဖွဲ့မှာကတော့ TG1203, TG1206, TG1230, TG1220 နဲ့ TG1222 တို့ကပါဝင်ထားပါတယ်။ ချစ်မတို့တွေဟာလူသားတွေဖြစ်တဲ့အလေဟောက်တဘာဝပတ်ဝန်းကျင်ဒါမှမဟုတ်ခင်တဲ့အလိုက်လည်လည်ကြီးတွေဖြစ်ဖို့အတွက်အဝတ်အစားတွေနေထိုင်မှုပုံစံတွေနဲ့အစည်းအဝါတွေစတဲ့အရာတွေကိုအမြဲလိုလိုအသည့်အသည့်ရှာဖွေနေရပါတယ်။ပြီးတော့အဲ့ဒီအရာတွေဟာ biology နဲ့ပတ်သက်ဆက်နွယ်နေပါတယ်။အဲ့အရာတွေထဲကမှအရေးကြီးဆုံးလို့ပြောလို့ရတဲ့အစည်းအဝါတွေဟာဆိုရင်ဆေးပုံဝင်အပင်တွေနဲ့တရိတ်ဆန်တွေကနေရရှိတာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်အပင်တွေနဲ့ဘယ်တရိတ်ဆန်လေးတွေကဆေးပုံဝင်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်။ Medicine Plus ဆေးဘက်ဝင်အပီများအခုခေတ်မှာအသုံးပြုကြတဲ့ဆေးဝါးများစွာအဆိုရင်အပင်တွေကနေပြီးတော့ထွက်လုထားကြတာပဲဖြစ်ပါတယ်။အသုံးများတဲ့ဆေးဘက်ဝင်အပင်တွေကတော့ Wellotric, Momokhamin, Momokhamin တွေကို Cellusnack, Oches Myosu Stress လို့လည်းခေါ်ပါတယ်။ Momokhamin တွေကအဆိုတက်ကိုနှစ်သက်တဲ့ပင်တွေပဲဖြစ်ပါတယ်။သူတို့ကိုရေကန်စမ်းကြောင်းတွေမှာတွေ့ရှိရတဲ့ပါတယ်။အကိုက်ခဲပြောက်စီရဲ့အဓိကပိုင်းပစ္စည်းဖြစ်တဲ့ slice list acid ကိုမူမခပင်ကနေပြီးတော့ရရှိပါတယ် synchrona trees synchrona တစ်ပင် synchrona ပင်ဆိုတာပန်းပွင့်နဲ့အပင်မျိုးကြီးဖြစ်ပါတယ် synchrona ရဲ့အခေါက်မှာ quinine လို့ခေါ်တဲ့ဓာတုပစ္စည်းပါဝင်ပါတယ် quinine ဟာဆိုရင်ငှက်ဖျားရောဂါကိုကုသရမှာအသုံးပြုတဲ့ဆီလည်းဖြစ်ပါတယ် digitalis 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 ဟာဆိုရင်အစိတ်ရှိတဲ့ပန်းပွင့်မျိုးစေ့ဖြစ်ပါတယ်နှလုံးရောဂါအတွက်အစီအတမျိုးဖြစ်တဲ့ digitalis ကို folklore အပင်ကနေပြီးတော့ထုတ်လုပ်ပါတယ် အဲ့ပင်ဟာဆိုရင်နှလုံးဆေး digital ရဲ့မူလရင်းမြစ်ဖြစ်ပါတယ်။ Perinket သင်္ဘောမျိုးစေ့ပင်သင်္ဘောမျိုးစေ့ပင်ကိုသွေးကင်ဆာ Hawking ယောဂကုသရေးအုံနောက်သွေးစီစီမှုကောင်းမွန်စေရနဲ့သွေးတိုးခြင်းတို့ကိုကုသရမှာအသုံးပြုပါတယ်။ Ophian Phobic ဘိန်းပင်ဘိန်းပင်ကိုရှေးခေတ်ကရီနဲ့ရောမသမားတော်တွေကအစွမ်းထက်တဲ့အခိုက်အခဲပြောင်းစေးဖြစ်သိခဲ့ပါတယ်။နာကျင်မှုကိုတက်တာစီရဲ့အတွက်ပေါင်းတစ်ခုဖြစ်တဲ့မော်ဖင်နဲ့ကုတ်တင်တို့ကိုဖိန်ခနေပြီးတော့ထုတ်ယူပါရစေ။ တလေးဆန်တွေကစေဝါထုတ်လုပ်တဲ့နေရာမှာအလွန်အေးပါပါတယ်။အရင်ကတည်းကတလေးဆန်တွေကိုစေဝါအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။စေဝါအဖြစ်နေတဲ့ရာချီနိုင်တဲ့ဒီစီးဝါးတွေရဲ့90ရာခိုင်နှုန်းကျော်ကလုံမဟုတ်တဲ့အရှာမျိုးစိတ်တွေကနေပြီးတော့ထုတ်လုပ်ထားပဲဖြစ်ပါတယ်။ဒီစီဝါတွေကတဘာဝမှာဆင်းသက်လာပြီးတော့တခုချင်းစီမှာလည်းတည်ကြတဲ့အရှုအစားတွေရှိပါတယ်။ဒီစီဝါတွေကတဘာဝထုတ်ကုန်တွေဖြစ်ပြီးတော့ဤကျင်းမှုအမျိုးမျိုးကအသုံးပြုလာခဲ့ကြပါတယ်။ ဒီရိုးရာကုထုံးတွေကိုတိတ်ပန်နီးကြလေလာပြီးမှ လူပေါင်းတို့ရောက်ရှိလာပဲဖြစ်ပါတယ်။ဆေးဝါးအစ်စ်တွေအတွက်အရင်အမြင့်အနေနဲ့လဲချောင်းရိုးရှိတဲ့ရွာများနဲ့ချောင်းရိုးမတရိစံနှမျိုးလုံးကိုနောက်ပိုင်းမှာအာယုံဆက်လာခဲ့ကြပါတယ်။ဒီရိစံတွေကနေပြီးရရှိတဲ့ဆေးဝါးတွေကိုအရှိခံပြီးတော့လူတွေရအသေးအဖွဲဖျန်းနာမှုကုသကြပါတယ်။ဒါကိုတရိစံဆေးကုထုံးလို့ခေါ်ပါတယ်။ဆေးဝါးထုတ်တဲ့ကုမ္ပဏီတွေကခောက်တဲ့ဆေးတိတ်ပန်အတွက်လဲ စေဝအရေးအမြင့်အဖြစ်ရိတ်ဆန်တွေစတင်ခဲ့ကြပါတယ်။တိလိုက်ဆန်တွေအရှိပြုပြီးပြုလုပ်ထားတဲ့စေဝတွေနဲ့ကုထုံတွေကတော့လိညော့ညော့တွေကရွှေကြီးတဲ့သေးဆုပ်ကောင်းတွေဖြစ်ပါတယ်။သူတို့ကသူတို့မှရှိရဲ့ကိုပိုင်သေးပမာဏရဲ့စေစာကိုစားသုံးနိုင်တယ်။သူတို့ရဲ့အသိပ္ပံနာမည်ကတော့ Hebrew to Medicine နဲ့လိဖြစ်ပါတယ်။ဒီညော့လေးတွေကိုအစားအသောက်နဲ့စေဝကုကယ်ရေးဌာန FDA ကနေပြီးတော့မှ စေပတ်ဆိုင်ရာအသုံးပြုဖို့အတွက်အတည်ပြုထားပြီးသားဖြစ်ပါတယ်။ ဒီမျော်တွေကို ပြင်းထန်တံရရပြန်လဲပေါင်းစီဖို့အနီးကပ်တံရရနဲ့ပလတ်စတစ်စာကြိုပြုလုပ်ပြီးနောက်မှာအရေပြားကိုပြန်လဲပြုပြင်အမှားအသုံးပြုပါရင်မျော်တွေကအရေပြားပေါ်ကသွေးစီစီမှုကိုထိန်းပြီးတဲ့အန်နီကိုအဂူလန်လို့ခေါ်တဲ့အရာလေးကိုသူတို့ကထုတ်လုပ်ပေးတယ်။ဒါအပြင်သွေးကြောတွေကိုပြန်လဲဖွင့်ပြနိုင်တဲ့အထိသူတို့ကဆုပ်ယူနိုင်တယ်။ဒါကြောင့်မလို့ဒီကောင်လေးကသွေးလဲပတ်မှုကိုမြှင့်တင်ပေးတယ်။ပြီးတော့တစ်ရှူတွေဆုံးရှုံးမှုကိုလည်းတားဆီးပေးပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဖိုင်ဘာဘနန်၊မွေပွင့်အစိတ် မွေပွေးအစိတ်ထဲမှာဆိုလို့ရှိရင်ဘယ်ဒီခိုင်နင်းလို့ခေါ်တဲ့မော်လီကျူးတစ်ခုနဲ့သူ့ကိုပိတ်ချိုစေတဲ့အဂျင်လိုထန်းစစ်ကွန်ဗက်ရှင်အက်ဆိုင်း ACE တွေကိုရပ်တန့်အောင်ပြုလုပ်ပေးတဲ့မော်လီကျူးနဲ့ဒီဘယ်ဒီခိုင်နင်းတွေကိုဆက်ဆက်ပြီးတော့မွေပွေးအစိတ်ထဲမှာတွေ့ရှိရတယ်။ဒီဟာတွေကသွေးကြောတွေကိုကျဲစီပြီးတော့သွေးပေါရှင်တွေကိုကျစေတယ်။အားကြောင့်မလို့နောက်ပိုင်းမှာဒီဘယ်ဒီခိုင်နင်းတွေကိုဖတ်ထုတ်ဖို့ဆေးအဖြစ်နဲ့တွင်ပြီးရပြီးတော့သွေးတူယောဂါနဲ့ဒီစီဂျိုယောဂါရှိသူတွေရဲ့နှလုံးအခြေအနေတွေကြောက်ကလွတ်ဆောင်ချက်တွေကိုထိန်းသိမ်းဖို့အတွက်ဒီဆေးတွေကိုအသုံးပြုပါရင်နောက်တစ်ခုကတော့မက်ကော့ လောက်တွေဖြစ်ပါတယ်။လောက်တွေကသေးပြီးအစာကျူးတဲ့အကောင်တွေဖြစ်ပါတယ်။သူတို့ကအနာရီနဲ့သေတာမကြရတဲ့တရှူတွေကိုစားသုံးတဲ့သူတွေဖြစ်တယ်။သူတို့ဒီလိုစားတာကဒီနာတာချီအနာရီနဲ့ရောဂါဘူးခုဇက်ခံရတဲ့သူတွေအတွက်အသက်ကပြင်းဖြစ်နေတာဖြစ်ပါတယ်။သူတို့အလိုစားနေပြီးတော့မှဒဏ်ရာကုသလို့ရသွားပြီးတော့နောက်ဆုံးမှသက်သာသွားနိုင်ပါတယ်။ဒီအိမ်ဆက်တရားဆိုလို့ရှိရင်ပို့သက်ထားပြီးသားဖြစ်တယ်။ပြောကြတော့လှိမ့်မြန်စွာနဲ့အလုံးလုံးနိုင်တဲ့အတွက်ကြောင့်မို့လို့တခြားကုသမှုတွေထပ်ပို့ပြီးတော့ကုန်ကျစရိတ်ကလည်းတက်တာပါရဲ့ ဒါကြောင့်မို့လို့ဒီကုတာနီကို မကောတရက်ဒါမှမဟုတ်လို့ရှိရင်လာပါတရက်လို့လည်းခေါ်ပါတယ်။ဒီမကောတရက်လို့ခေါ်တဲ့လက်ကုထုံမှာဆိုလို့ရှိရင် green border fly ဆိုတဲ့ဒီရင်စင်းကောင်လေးတွေရဲ့ပိုလောင်လေးတွေကိုဒီမကောတရက်လက်ကုထုံမှာအများဆုံးအသုံးပြုပါရင်။နောက်တစ်ခုကတော့ spider ship ပဲဖြစ်ပါတယ်။သူတို့တွေကတာမန်ပစ္စည်းတွေမဟုတ်ပါဘူး။သိပ္ပံပညာရှင်တွေကသူ့ကိုဇီဝတာမဏိ bio steel လို့ခေါ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အောက်အပွဲကုန်သတ်တည်းအကြောင်းဖြစ်ပါတယ်။ ဒီရီယာတမဏိထက်၅ဆပူပူခန့်ခန့်ပြီးတော့နိုင်နုံလိုလဲကိုင်းနိုင်ဆက်နိုင်ပါတယ်အဲ့ဒါကြောင့်ပင်းကုဘိုးကိုယခုအခါအကျော်မြင့်အတုနှင့်အယုအတုတို့ဖန်နီဘိုးအတွက်ပင်းကုမြင့်တွေကိုစေးပညာမှာအသုံးပြုနေကြပြီဖြစ်ပါတယ်ဒီရီကတ िश ူးတွေအယိုးတွေနဲ့အာယုံကြောဆဲတွေကြီးထွားမှုကိုထောက်ပံ့ပေးပါတယ်ပိုလို့တော့မယုံနိုင်စရာကဘာလဲဆိုရင်ဒီဆဲများကြီးထွားလာတဲ့နောက်ပိုင်းမှာဒီအမြင်တွေကသုဘတာသူတဖြည်းဖြည်းပျော်ဝင်သွားပါတယ်ဒါဆိုစေဘဆိုင်ရာအသုံးပြုဖို့အတွက်ပင်းကုမြင့်ကိုဘယ်လိုရရှိနိုင်လဲ ပထမဦးဆုံးအနေနဲ့သိပ္ပံပညာရှင်တွေကစိတ်နှုတ်ရည်ကလန်တွေက DNA ကိုပင်းကူပိုးဗီဇတွေထည့်သွင်းပါတယ်။ဒါကြောင့်စိတ်ကခလေးကိုနိုးတိုက်တဲ့အခါအမြင်ပရိုတင်းပါရှိတဲ့နိုးကိုထုတ်ပေးပါတယ်။အဲနိုးတွေကနေမှပင်းကူမြင်ကိုပြန်လည်ထုတ်ယူပြီးလူခန္ဓာကိုအတွင်းကုသဖို့အတွက်အသုံးပြုပါတယ်။နောက်တစ်ခုကတော့ဆယ်မွန်ပဲဖြစ်ပါတယ်။သူတို့ကိုညစာပကံပြားပေါ်မှာအရသာရှိတဲ့နှင်းပွဲတွေဖြစ်လဲတွေ့နိုင်တယ်လို့ယောဂတွေကိုလည်းကုသနိုင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ဆော်လမွန်မှာကယ်စီယမ်ကိုထိန်းချိပေးတဲ့ကယ်စီတိုနင်လို့ခေါ်တဲ့ဟော်မုန်းပါရှိပါတယ်။လူသားတွေကတိုင်းရိုက်ဂရင်းအတွင်းမှာကယ်စီတိုနင်ကိုထုတ်လုပ်ပါတယ်။ဒီအရာတွေကအယိုးပွားယောဂရှိတဲ့သူတွေအတွက်အယိုးဆုံးရှုံးမှုနှုန်းတိုးစေပါတယ်။အထူးသဖြင့်သွေးဆုံးပြီးအမျိုးသမီးတွေမှာတွေ့နိုင်ပြီးတော့အယိုးဆုံးရှုံးမှုကိုနှေးကွေးစေဖို့အယိုးတွေတက်မှစေဖို့အတွက်ဒီငါးစီကကယ်စီတိုနင်ဟော်မုန်းကိုအသုံးပြုပါတယ်။နောက်ဆုံးတစ်ခုကတော့ hot chew crab ပဲဖြစ်ပါတယ်။ မြင်းခွာကဏ္ဍတွေကနှစ်တန်ပေါင်းရာနဲ့ရှိတရှိခဲ့ပြီးတော့ကြံ့ခိုင်နဲ့ကိုခန့်အားတွေနဲ့တိစောက်ထားပါတယ်။သူတို့ရဲ့အပြာရောင်သွေးရည်ထဲမှာ LEL Limulus Amoebozyte Lysis လို့ခေါ်တဲ့ protein တက်တွေပါဝင်ပါတယ်။ဒီ protein တွေကဖျားနာတာဒါမှမဟုတ်သေဆုံးတဲ့အထိဖြစ်နိုင်တဲ့အန္တရာယ်ရှိတဲ့ bacteria အစိတ်တွေနဲ့ဓာတ်ပြုတ်နိုင်ပါတယ်။ဒါကြောင့်ဒီဆေးရည်မရေမတွက်နိုင်တဲ့အသက်တွေကိုကယ်တင်ဖို့အတွက်ကာကွယ်ဆေးတွေနဲ့ပနီးစီဝါဆေးတွေကိုစမ်းသပ်ထုတ်လုပ်လာနိုင်ပါတယ်။ ဒါတွေကတော့တဘာဝတရားပေးတဲ့အရာတွေနဲ့သိပ္ပံပညာရှင်တွေရဲ့ဤပညာကို ပေါင်းစပ်လိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့စိဘဆိုင်ရာတိုးပွားမှုတွေပဲဖြစ်ပါတယ်။နေကောင်ကြောင့်အနေနဲ့ကတော့စိဘဝင်အပင်တွေနဲ့တွဲဆန်တွေဟာကျန်းမာရေးဆောင်ရှားမှုမှာရာစုနှစ်များစွာတိုင်းကြောင့်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီးတော့တဘာဝကုထောင်တွေနဲ့ခင်မီစိပညာကိုနှုံဆော်ပေးခဲ့ပါတယ်။သိပ္ပံပညာကလည်းဆက်လက်တိုးတက်လာတဲ့အမျှအဲ့ဒီတန်မှုကြီးတဲ့အရေးအမြစ်တွေကိုကာကွယ်ဖို့နဲ့ အနာဂတ်အောင်မြင်မှုတွေအတွက်အဆက်လက်လေ့လာနေဖို့ကလည်းအရေးကြီးပါတယ်။တိုင်းရင်းစစ်ပညာနဲ့ခင်မီသူတေသနာနှစ်ခုလုံးကိုအလေးထားခြင်းအပြင်ကျမတို့တွေဟာသဘာဝတရားရဲ့အစည်းအဝါတွေကနေအလားအလာတွေကိုပို့ပြီးတော့ဖွင့်ဟပေးနိုင်ပါတယ်။အခုလိုကြည့်ရှုနာဆင်ပေးကြတဲ့တူကြောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရရှင်။